ဟုတ်ကဲ့မင်္ဂလာပါဒီတစ်ပတ် DBB ရဲ့တွစ်ဆုံမေးမြန်းခန်းအစီအစဉ်မှာတော့အရှိတောင်အရှဆိုင်ရာလူငယ်တွေရဲ့ခေါင်းဆောင်မှုအရေးသွေးတွေကိုမြင့်တင်ပေးတဲ့အစီအစဉ်မှာမြန်မာပြည်ရဲ့ကိုစားပြုပြီးတော့တွားရောက်ခဲ့တဲ့မတ်စင်မာမြင့်နဲ့တွစ်ဆုံမေးမြန်းမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မတ်စင်မာကြီးမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကဲ့ဒီမတ်စင်မာမြင့်တို့အနေနဲ့ဒီအစီအစဉ်မှာဘယ်လိုမျိုးအဲလိုက်ပါဖို့ဆောင်ရွက်ခဲ့ရတယ်စူးစမ်းခဲ့ရတဲ့အလေးတွေကိုအရင်ပြောပြပေးပါဗျာ ဟုတ်ဒီအစီအစဉ်ရဲ့နာမည်က ARN Southeast Asian Leaders Initiative လို့ခေါ်တယ်။အဲ့ဒီအစီအစဉ်ကိုအိုဘားမားကနောက်ဒုတိယအချိန်မြန်မာနိုင်ငံကိုရောက်တဲ့အချိန်တုန်းကအာ Jubilee ဟော Diamond Jubilee ဟောမှာသူကစပြီးတော့ launch လုပ်သွားတယ်။စပြီးတော့မိတ်ဆက်သွားတယ်။မိတ်ဆက်သွားတော့အဲ့ဒါကိုစိတ်ဝင်စားရတဲ့အတွက်ကြောင့်မလို့ website မှာရှာတယ်။ရှာပြီးတော့သူတို့ application တွေခေါ်တဲ့ဟာမှာ application တွေတင်လိုက်တယ်ပေါ့နော်။တင်လိုက်ပြီးတော့ပထမအဆင့်ကတော့ application အောင်သွားတယ်။သူတို့ရေးဖြူကိုသဘောကျတယ်ပေါ့။ ဟုတ်ကဲ့အာအာပြီးတော့အဲ့ဒါကြောင့်ဟိုသူတို့ဟိုတာဝန်ရှိတဲ့ American ကလူတွေကလာပြီးတော့ interview လုပ်တယ်အပထမတစ်စိမ် interview လုပ်တယ်ပြီးတော့ US Embassy Rangoon ကနေပြီးတော့ American တန်ယုံကနေပြီးတော့ interview လုပ်တယ်အာပြီးတော့ အဆင်ပြေသွားတဲ့ဟာကြတော့ပါသွားတာပါဟုတ်ကဲ့မြန်မာနိုင်ငံနေပြီးတော့ကိုစားပြီးတော့ဘယ်နှယောက်လောက်များခေါ်သွားလဲမသိဘူးကြဒီအဆီဇင်မှာက theme တွေက အာ၅ခုတောက်ရှိရဲ service engagement တို့ NGO development economic empowerment legislature government a governance ဆိုပြီးတော့သိမ်းငါးခုရှိအဲ့ငါးခုရှိတဲ့အထက်မှာငါသိမ်းငါးခုစလုံးကိုကိုစားပြုတဲ့မြန်မာလူငယ်တွေက၁၀ဦးပါပါတယ်။ဟုတ်ကဲ့ ဟိုဒီနိုင်ငံတကာဒီအရှေ့တောင်အာရှနိုင်ငံတွေတဲ့ရောဘယ်နိုင်ငံတွေများဟိုတော်တော်များများပါမလဲမသိဘူး။အာအရှေ့တောင်အာရှနိုင်ငံတွေကအများသောအားဖြင့်တော့ထိုင်းပါတယ်။အာကမ္ဘောဒီးယား၊ဗီယက်နမ်၊ပြီးတော့မြန်မာ၊လာအိုစအဓိကအဲ့ငါးနိုင်ငံကတော့လူဦးရေလူငယ်ရေအတွက်များတာပေါ့နော်။တခြားမလေးရှားရောစင်ကာပူရောကတော့ပါတယ်။အရှေ့တောင်အာရှစင်ကာနိုင်ငံစလုံးကတော့အာ representative တွေတော့ပါကြပါတယ်။ဟုတ်ကဲ့။ အဲအဲ့လိုမျိုးဆိုတော့ဒီညီမတို့ကအခုအဲ့လိုမျိုးသွားတော့အမေရိကန်မှာဘယ်နည်းလောက်ကြာခဲ့လဲမသိဘူး။အာ၅ဘတ်ပါ။၅ဘတ်။ तू ကသူတို့ရဲ့ဒီအဆီဇင်ကကြတော့ လူငယ်တွေအားလုံးကိုသူတို့ဒီအမေရိကန်မှာရှိတဲ့ပြည်နယ်တွေအားလုံးကိုသူကဖြန့်ပြီးတော့ထားလိုက်တယ်ဖြန့်ပြီးတော့ဖွဲ့စည်းတွေတက္ကသိုလ်တွေမှာပညာသင်ဖို့သူတို့ကဖြန့်ထားလိုက်တယ်ဖြန့်ထားလိုက်တော့အာညီမကတော့မွန်တာနာဆိုတဲ့မွန်တာနာပြည်နယ်ပေါ့နော်အမေရိကန်ရဲ့တောင်ပိုင်းကနေဒါနဲ့နီးတဲ့အဲ့ဒီပြည်နယ်တစ်ခုမှာသွားပြီးတော့ကြာတယ်မစ်ဆိုလာမြို့မှာသွားကြာတယ်အဲ့ဒီမြို့မှာကြာတော့လေးဘက်ကြာ လေးလာခဲ့ရတယ်ပြီးတော့နောက်ဆုံးတစ်ပတ်မှာကျတော့ Washington DC သူတို့ရဲ့မြို့တော်မှာအာဒီညီလာခံရှိရပေါ့နော်ဒီလိုညီမတို့လိုမျိုးအာလူငယ်ကိုစားပြုတွေအကုန်လုံး Washington DC မှာစုံပြီးတော့အာညီလာခံလုပ်တယ်ပြောကြဆိုကြတယ်အဲ့မှာတစ်ပတ်ကြပါတယ်စုပေါင်း၅ပတ်ပေါ့ဟုတ်ကဲ့အဲ့လိုအဲ့ဒီလိုဆိုတော့ဒီလူငယ်တွေအချင်းချင်းဟိုတွေ့ဆုံရတဲ့ဟာကောဟိုလေးလာခဲ့ရတဲ့ဒီသူတို့နိုင်ငံထဲမှာလေးလာခဲ့ရတဲ့ဟာကောကိုရီးယားအတွက်ဗာရီမြန်ဟိုထူးထူးခြားခြားဟိုအတွေ့အကြုံတွေဘူးတူတာတွေရခဲ့လေဗျာ အာသူတို့အဲ့ဒီမှာတော့လေ့လာခဲ့ရတာတော့အများကြီးပဲအတေးကတော့နိုင်ငံခြားသွားရတယ်သူတို့ဟိုဒီမိုကရေစီအထွန်းအားဆုံးပေါ့နော်နိုင်ငံဆိုတော့အမေရိကန်နိုင်ငံမှာသွားပြီးတော့လေ့လာရတယ်ဆိုတော့အသိမြင်နေတော့ပွင့်သွားတာပေါ့မြန်မာနိုင်ငံမှာကိုယ်နိုင်ငံမှာပဲနေတာထက်ဆာလို့ရှိရင်တော့တခြားသူတို့တွေမှာဘာတွေလုပ်နေသလဲအဲအဲ့လိုမျိုးအသိမြင်နေပွင့်သွားတယ်ပြီးတော့ကိုယ့်ရဲ့အာဒီ region တွေကပဲအရှိတောင်အရှာနိုင်ငံတွေကပဲလူငယ်တွေနဲ့ ဟိုချိတ်ဆက်ပြီးတော့စကားတွေပြောကြတယ်ဆွေးနွေးကြတယ်အဲ့လိုဆိုတော့သူတို့ဟိုမှာလဲဘလို့တွေသူတို့နိုင်ငံမှာလဲဘလို့တွေအခက်အခဲတွေ့နေတယ်ဘလို့စိန်ခေါ်မှုတွေတွေ့နေလဲသူ challenges တွေကဘာတွေလဲဆိုတာကိုသိခွင့်ရတယ်ပြီးတော့အာဒီ အဲ့လိုမျိုး network လည်းရတဲ့အပြင်ကိုကိုယ့်ရဲ့ခေါင်းဆောင်မှုဆိုင်ရာပေါ့နော် leadership skill မှာလည်းသူတို့ဟိုဒီသူတို့ရဲ့ကျွမ်းကျင်ပညာရှင်တွေက train ပေးတယ်ဆိုတော့ leadership skill မှာလည်းတိုးတက်တယ်အဲတခုနောက်တစ်ခွက်ကျတော့ကိုယ့်ရဲ့ professional life မှာလည်းအခု journalist တယောက်ဖြစ်တဲ့အတွက်ဒီသတင်းစာတိုက်မှာပေါ့เนาะ channel တိုက်မှာသွားပြီးလေ့လာခဲ့ရတယ်။အဲ့လိုဆိုသူတို့ရဲ့တကယ်ကျွမ်းကျင်ပညာရှင်တွေ၊ဆာနယ်စင်းသမားတွေဘယ်လိုလှုပ်လှုပ်နေလဲဆိုတာကိုလည်း လေ့လာခွင့်ရခဲ့တယ်။နောက်ပြီးတော့မက်ဆမမင်းကအခုဒီမြန်မာပြည်မှာဆိုလဲဒီ education တိုင်ချက်ပေါ့နော်ပညာရေး channel တစ်စောင်မှာ editor အနေနဲ့လှုပ်ဆောင်နေတော့ဒီပညာရေးကဏ္ဍပေါ့အခုမြန်မာပြည်မှာရှိတဲ့ဟိုလက်ရှိလဲတောင်းဆိုနေကြတဲ့ចောင်းသားတွေတောင်းဆိုနေကြတဲ့ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုအဲအဲ့လိုမျိုးပေါ့လက်ရှိမြန်မာနိုင်ငံပညာရေးစနစ်နဲ့သူတို့နိုင်ငံပညာရေးစနစ်တွေဘာတွေကွာခြားလဲဆိုတာအဲ့ဒါတွေရောလေ့လာခဲ့လို့ရခဲ့တာဗျာဟုတ်ကဲ့အလေးအလေးလာခဲ့လို့ရပါတယ်အမ်အရန်ကွာတော့အရန်ကိုကွာခြားတယ်အာ အဲ့ဒီအစီအစဉ်ရဲ့ program program ရဲ့အာတစိတ်တစ်ပိုင်းနေနဲ့ပေါ့နော် home stay program တစ်ခုပါတယ်အဲ့လိုဆိုတော့ American မိသားစုပေါ့မိသားစုမှာတွားပြီးတော့နှစ်ပတ်ကြာအတူနေခဲ့ရတယ်အတူနေခဲ့ရတဲ့ အိမ်မှာကကလေးနှစ်ယောက်ရှိတယ်။တယောက်က17နှစ်တယောက်က13နှစ်။အာ17နှစ်ကလေးဆိုလို့ရှင်လဲသူတို့ပညာရေးကိုလည်းအားပေးတယ်။အားကစားကိုလည်းအားပေးတယ်။အဲ17နှစ်ကလေးကိုယ်တိုင်သူတို့စာကြည့်တိုက်တွေသွားတယ်၊စာအုပ်တွေဖတ်တယ်။အာနောက်13နှစ်ကလေးကလည်းအဲကလေးမလေးပေါ့နော်။သူဆိုလို့ရှင်လဲဟို music လည်းထူးကျွန်တယ်။ အားကစားလဲထူးချွန်တယ်သင်ချာမှလဲတော်တယ်အဆဆရတော်တယ်ပေါ့နော်သူတို့ရဲ့ပညာရေးစနစ်ကငယ်စဉ်ကတည်းကနေပြီးတော့ပြိုးထောင်လာတယ်ခလေးတွေကိုလွတ်လပ်စွာရေးချယ်မှုပေးတယ်ခလေးတွေရဲ့အရေးချင်းတွေကိုဘလို့တိုးတက်အောင်လုပ်မလဲဆိုတော့အဲစကနာကိုဆရာကောမိဘကော ပြီးတော့ဒီအစိုးရဘိုင်းကကောပတ်ဝန်းကျင်ကလူတွေကကောအကုန်လုံးဝိုင်းဝန်းပြီးဆောင်ရွက်နေရဲဆိုတော့ပညာရေးစနစ်ကတော့တော်တော်ကြီးတိုးတက်ပါတယ်ဟုတ်ကဲ့ ျွန်တော်နိုင်ငံနဲ့လည်းတော့ကွာခြားတာပေါ့နော်နောက်ကြတော့မက်ဆေ့ချ်မှာအမြင်ကဒီခီးစင်မှာဒီအရှိတောင်အရှာလူငယ်တွေရဲ့အလုံးရဲ့ကိုစားပေါ့နော်ဒီအင်ဖြူတော်မှာဒီသမရရှိမှာပေါ့ဒီမိန်ကွန်းပြောရတယ်အဲ့ဒီလို့ပြောပြဖို့ရွေးချယ်ခံရပုံသူတို့အလိုမျိုးညီမအနေနဲ့ဘယ်လိုမျိုးကြိုးစားရလဲအဲ့ဒါလေးလည်းပြောပြပေးပါဦးဟုတ်ကဲ့ ဒီခရီးစဉ်မှာပထမအအဓိကတော့သူတို့အမေရိကန်နိုင်ငံရဲ့အဓိကလေးစားစရာကောင်းတဲ့ပေါ့နော်အထူးယူဆကောင်းတဲ့အချက်ကတော့လူငယ်ကလူငယ်တယောက်ကအရေးချင်းရှိရဆိုလို့ရှိရင်တက်လန်းရှိတယ်အာ ဘာကြောင့်ဘသူအကန့်အကန့်နဲ့မှဒီဘသူကန့်နဲ့မှတက်တာမျိုးသူတို့အဲ့လိုမျိုးမရှိဘူးတကယ်လို့အရေးရှင်ရှိတဲ့လူတယောက်ဆိုလို့ရှိရင်အကုန်လုံးကလူကြီးရောလူငယ်ကောအကုန်လုံး welcome လုပ်ကြရပါတော့အဲ့လိုဆိုတော့ဒီလိုလဲရွေးချယ်ခံရတာလဲကိုယ့်ရဲ့စူးစမ်းမှုကိုယ့်ရဲ့ဒီ အာထုံမှုတွေကြောင့်ပဲရွေးချယ်ခံခဲ့ရတာလို့ပဲအဲ့လိုပဲပြောချင်တာပေါ့နော်။ဒါပေမဲ့ရွေးချယ်တာကလည်း85ယောက်ထဲမှာမှဒီတယောက်ကိုရွေးချယ်တာရွေးခဲ့ချယ်ရတဲ့အကြောင်းအရာလည်းဒီ YC လေးကို YC လေးဆိုတဲ့ program နဲ့ Obama နဲ့ကအရန်ဟိုဟိုဆက်ဆက်နေတယ်။ Obama လည်းမြန်မာနိုင်ငံနဲ့အရန်ကိုရင်းနှီးမှုရှိရဲ့။အဲ့လိုဆိုတော့မြန်မာနိုင်ငံကိုဟိုဒီကဘာလဲမှာထုတ်ဖို့အခွင့်အရေးရတယ်။အခွင့်အရေးတစ်ခုကဖြစ်ကောင်းဖြစ်မယ်ဆိုပြီးတော့သူတို့ကလည်းယုံကြည်လို့ ဟိုလူရွေးချက်လိုက်တာပဲဖြစ်ပါလိမ့်မယ်အဲ့တော့ညီမအနေနဲ့ဟိုဒီအင်ဂျူတော်မှာနောက်ပြီးတော့တမရအိုဘားမရှိမှာဟိုဗာရီမြန်ပြောခဲ့လေဟုတ်အာတခုကတော့ဒီဘဝအကြောင်းပေါ့နော်ကိုယ့်ရဲ့ personal story ကို share အာ share လုပ်ခဲ့တယ်ဒါ introduce ထုတ်တဲ့ introduction ထုတ်တဲ့အခါမှာလဲအာ ဘယ်ကနေဘလို့လာတယ်မြန်မာနိုင်ငံကလာတယ် journalist ဘလို့ဖြစ်လာလဲပြီးတော့ဒီအစည်းအဝေးမှာဘာကြောင့်ပါဝင်ရသလဲဆိုတော့အကြောင်းရင်းလေးကိုဟို share လုပ်ခဲ့တယ်ဒီအဓိကတော့မြန်မာ အကြောင်းကိုပဲအဓိကပဲပြောခဲ့ရပါတော့เนาะဟိုတမနာ Obama နဲ့ တွေ့တဲ့အချိန်တုန်းကလည်းသူက10မိနစ်လောက်တော့စကားပြောခွင့်ရလိုက်တယ်ပြောခွင့်ရလိုက်တဲ့အချိန်တုန်းကလည်းဒီမြန်မာနိုင်ငံကိုလာပြီးတော့ပြန်လာထပ်လာဖို့ပေါ့နော်တတိယအချိန်မြောက်ထပ်လာဖို့ဖိတ်ခေါ်ခဲ့တယ်သူကလည်းမြန်မာနိုင်ငံကိုသဘောကျတယ်အဲအဲ့လိုအကြောင်းအရာလေးပဲပြောပြခဲ့ပါတယ်ဟုတ်ညီမတို့အနေနဲ့ဒီကိုဒေတာရင်းကလူငယ်တွေနဲ့တွေ့ဆုံကြတဲ့အခါမှာရောအဲအဲ့လိုမျိုးပေါ့ဒီကျွန်တော်တို့ ပထဝီနိုင်ငံကြီးရဆက်ဆက်နေတဲ့နိုင်ငံကြီးအခြေအနေရှိတယ်ထိုင်းပါတယ်ဒီဘက်ကအဲဒီပြင်စင်ကာပူတို့ဘာလို့ပါမလို့လူငယ်ချင်းရောနိုင်ငံကြီးကိစ္စနဲ့ပတ်သက်ပြီးတော့တယောက်နိုင်ငံပေါ်တယောက်အမြင်နေဆွေးနွေးခဲ့တာရောရှိလားဟုတ်ကဲ့ရှိပါတယ်ဒီအခုပါလာတဲ့ရှေ့အရှေ့တောင်အရှာနိုင်ငံတွေအတော်တော်များများကနိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေကဟိုတိတ်ပြီးတော့မကွာခြားလာဘူးသူတို့နိုင်ငံတွေမှာလည်းအရင်တုန်းကဒီလိုပဲဟို အာနာရှင်အုပ်ချုပ်တဲ့စနစ်မျိုးဖြစ်ခဲ့တယ်။အခုကြတော့မှအဖြေလျှော့ပြီးတော့ဒီမိုကရေစီဘက်ကိုကူးပြောင်းနေတဲ့နိုင်ငံမျိုးတွေဖြစ်တယ်။အဲ့လိုဆိုတော့ရင်ဆိုင်ရတဲ့အခက်အခဲတွေအတူတူလောက်ပဲပေါ့နော်။အဲ့လိုမျိုးတွေတော့တိုင်ပင်ဆွေးနွေးခဲ့ပြပါတယ်ဟုတ်။အဲ့တော့အခုဒီခီးစဉ်ကနေပြီးတော့ညီမတို့ဟိုမှာ ရဲတန်ကြာနေပြီးတော့ပြန်လာတယ်တယောက်နဲ့တယောက်ကလည်းဟိုဆက်သွယ်ရလာမယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့တယောက်နဲ့တယောက်တယောက်အကြောင်းလည်းတယောက်ပို့ပြီးတော့ဆွေးနွေးနိုင်ခဲ့တယ်အဲ့တော့ဒီပြန်လာပြီးတော့နောက်ပိုင်းမှာရောဒီမြန်မာနိုင်ငံမှာဒီခီးစဉ်ကနေပြီးရတဲ့ဟိုအတွေ့အကြုံတွေထိတ်ဆက်မှုတွေနဲ့ဘာတွေဆက်လုပ်ဖို့ရှိလဲဟုတ်ကဲ့အဒီ education digest မှာတော့တက်နိုင်လောက်ပေါ့နော်အာစာနယ်ဇင်းသမားတယောက်အနေနဲ့တော့တက်နိုင်သမျှဆက်ပြီးတော့လုပ်သွားဖို့ရှိရ ဟိုတွားလိုက်တဲ့အတွက်ကြောင့်အတွေးတွေရောအမြင်တွေရောပြောင်းသွားတယ်ဆိုတော့ကိုယ့်ရဲ့လက်ရှိအလုပ်မှာပဲအဒီထက်ပိုပြီးတော့ကောင်းအောင်ပေါ့အာလုတ်ဖြစ်မယ်လုတ်ဖြစ်မယ်လို့ပဲဆုံးဖြတ်ထားပါရဟုတ်ဟိုကခုနကတော့ဒီအင်ဂျူရမာညီမတို့ဒီအိုဘားမာရိုနဲ့တွေ့ဆုံခဲ့တယ်အဲ့မှာပြောခဲ့တဲ့အချိန်မှာရောဒီပြည်နိုင်ငံအရောအဲ့လိုမျိုးကိုဟိုဒီ data ဆိုင်ရာအရှိတောင်အခြား data နဲ့ပတ်သက်ပြီးတော့ဟိုရန်ကောင်းတဲ့မေးခွန်းတွေပါရဲ့အဲ့လိုမျိုးတက်လာလူငယ်တွေတဲ့အရောဘယ်လိုမျိုးဟိုအတန်တွေမေးခွန်းတွေအဓိက ဟိုအကျေလောင်ဆုံးဖြစ်ခဲ့တာဘာဘာ issue ဖြစ်မလဲမသိဘူးအဲဒါတော့ Rohingya ကိစ္စပဲပေါ့နော်အဆလာကလေးက Obama မိတ်ကွန်းပြောခဲ့တဲ့ဟိုကသူကဒီ immigration ကိစ္စဒီဒေသတွင်းမှာဖြစ်နေတဲ့ immigration ကိစ္စကိုပဲအအတိအက focus ထားပြီးပြောသွားတယ်မေးတဲ့မေးခွန်းအတော်တော်များများကလည်းဒီ Rohingya ကိစ္စကိုပဲ focus လုပ်သွားတယ်ဆိုအဲ့ဒီကိစ္စပဲဖြစ်ပါလိမ့်မယ်ဟာ အော်ဟုတ်ကဲ့အခုလို့ဒီဗီဒီယိုလာရောက်ပြီးတော့တွေ့ဆုံဖြေကြားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါရှင်ဟုတ်